ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ပရိသတ်တွေနားဆင်ရမှာကတော့ပြစ်တစာမာလီတီရီမာဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးရဲ့အစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာဇလန်းကောင်းများစွာကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော် channel လေးကို subscribe နှိပ်ထားဖို့မမေ့နဲ့အောင်เนาะဗီဒီယိုအစ်တစ်တွေတင်တိုင်းသိနိုင်အောင်လို့လေဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြပါအောင်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဝင်းလက်ပဲဖြစ်ပါတယ်ခင်ဗျာ ဘလို့ဘလို့ပြန်ပြောစမ်းပါဦးသခင်မနားကြမြလွဲလေသလားကွယ်ဟုတ်ပါတယ်သခင်မသခင်မကိုအမျိုးသမီးတယောက်ကတွေ့ခွင့်တောင်းနေပါတယ်မဖြစ်နိုင်တော့ကွယ်သခင်မဘဝမှာအမျိုးသမီးကတွေ့ခွင့်တောင်းနေဆိုတာမဖြစ်နိုင်တာပဲသူကဘာတူလဲဘာကိစ္စတဲ့တော့တလားကြိုတင်ချိတ်ဆက်ထားခြင်းမရှိရင်သခင်မဘသူမှမတွေ့တာသူမသိဘူးလား ိတ်ကြက်တည်းရှိတဲ့အမျိုးသမီးတယောက်ပါတခင်မကိုအေးကိုရာကိစ္စကြောင့်တခင်မကိုပဲတွေ့ပြရစီတခင်မနဲ့နှစ်ကိုကြားပြောပြရစီတဲ့ဖះဖះဟုတ်ရဲ့လားကွယ်ကဲကဲကဲထားပါတော့သူ့ကိုဖြော်ရင်နဲ့အကန့်ထားလိုက်ပါကွယ်တခင်မလာခဲ့မယ်ခနာဆောင်မှုပြောထားလိုက်နော်อืมကျမလို့ပြစ်တစားတယောက်ကို အမျိုးသမီးတယောက်ကတွေးခွင်တောင်းနေဆိုပါလားထူးဆန်းလိုက်တာကိုကိုမှန်ရှိမှာတကျဲလှဲ့ပဲ့ကြီးလိုက်တယ်ပြီးတော့အပေါ်ယုံလေးကိုအตาရာခြုံပြီးအကဲမစီကိုထွက်လာခဲ့တယ်။အိုးမျက်နာလေးကကြက်တည်ရရှိတယ်လို့အေးချမ်းလှပါလား။အဲ့ကန်စနကူးညောင်ဆောင်မှာထိုင်နေတဲ့အပြစ်ကင်းစင်တဲ့မျက်နာလေးနဲ့ ကြက်တရေရှိနေတယ်။ကျမနဲ့တက်တူရွယ်တူလောက်ရှိမဲ့မိန်းကလေးတယောက်ကျမဧကန်အပြင်အစင်ခန်းနာပုံကိုစိတ်ဝင်တစားကြည့်ရင်ကျမကိုစောင့်နေတာတွေ့လိုက်ရတယ်။ကျမကတီရီမှာပါ။သူကျမကိုမော့ကြည့်ပြီးပါဇက်ဟောင်းသားနဲ့ခနာငေးမောသွားတယ်။ပြီးမှတတိဝင်လာပြီ။ဒီလောက်လှပကြော်ရှင်းပြီးကြက်တရေရှိလာတာတီရီမှာပဲဖြစ်မှာပေါ့။ နိုင်ငံတော်ရဲ့အချောဆုံးအလှဆုံးစက်တည်ရအရှိဆုံးပွဲကို ခံယူထားတာပဲကျမတော်ငင်းမိသွားရတယ်ကျမကဥဒ္ဒရာပါ သူမနာတထေကြီးရဲ့ချွေးမပါရှင်အော်နန္နတထေလေးရဲ့ကျင်ရကို နမီကိုကြားဘူးတာကြာပါကောရှင်တိတ်တော်ပြီးခင်မုန်းကိုတိတ်ကြီးဥဆိုင်တဲ့မိမမြက်လေးတဲ့ကျမယုံသွားပြီး ဒီမဲကျမပြောပြပါအောင်မင်းဒီနိုင်ငံရဲ့မင်းမျိုးမင်းတွေတထေးသူကျွဲတွေတဲမှာကျမစီကိုရောက်မလာတဲ့တဦးသေးသောသူကိုပြပါဆိုရင်လေရှင်ရဲ့နုံညံ့တိမ်မွေးတဲ့ပြုစုမှုအောက်ကရှစ်ခင်ပုံးပဲရှင်တည်ရလားအင်းသူတီတီမာနဲ့မတွေ့ဖူးတာကြောင့်တီတီမာစီမလာတာကြောင့်ကျမမှာ အခက်တွေ တွေ့ပြီးနောက်ဆုံးကျမကပဲ တတိမာစီလာပြီးတတိမာကလာပေးဖို့အကူညီတောင်းရတော့တာပေါ့ရှင်ဟမ်ဘလို့ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင်ထူးဆန်းတာတွေနဲ့ပဲကြုံတွေ့နေရတယ်တခုခုမှားနေသလားပဲကျမအထင်အမကကျမကိုရှင်ခင်ဖို့နဲ့တွေ့စီခြင်းသလားပဲဟုတ်လားကျမသိတာက ုံတရရှိအမျိုးသမီးတွေကသူတို့ခင်မုန်းတွေကို ကျမစီခြေဦးလဲ့မှာတိတ်ကြောက်ကြတယ်လीပြောရမှာတော့အာနာပါတယ်တီမာကျမဖခင် သူမနတတိနဲ့ကျမခင်မုန်းဟာဗုဒ္ဓရဲ့တရားတော်ကိုတက်ဝင်ယုံကြည်မှုမရှိကြသေးဘူးလीဗုဒ္ဓရဲ့အဆုံးအမကိုလက်မခံသေးဘူးကျမကတော့ကျမမိဘတွေလိုဒါနတီလဘာဝနာကိုအားကိုးပြုပြီးနေတယ် ါပေမဲ့ရှင်တိလာတိမှာကျမလေသူ့နဲ့အကြောင်းပါပြီးကလေးကစလို့ကျမကိုလေဥပုပ်လေးတောင်စောင်းကွေးမပေးပဲနေ့စဉ်သူ့ကိုပဲပြုစုစေတယ်ခိခိအမခင်မောင်ကအမကိုတိတ်ချစ်တာပေါ့ဒါချစ်တယ်လို့ခေါ်လာတီးဒီမှာပြုံမြင့်မှုတွေကုံသွားချင်ရောအစင်လာတော့အရွယ်နှုတ်ပြိုတော့ကျမ်းမာတန်ဆွမ်းတုံးတော့ချစ်တာပေါ့ ိုးအမဥဒ္ဓရာကျမအမေလေးဒီလိုပဲတည်လားဘယင်မင်းမြတ်ကအစတနိုင်ငံလုံးအနန်းခံရတဲ့ပန်းကလေးဟောသူလဲအိုမင်းရောဘသူမှအေးမလုတော့ဘူးခုလဲကြည့်လေကျမမပါရင်ဘယင်မင်းကြီးဘာပွဲမှလုံးလို့မရဘူးဘယ်တတမန်ဧည့်သည်မှတွေးလို့မရဘူးကျမအားတဲ့ရက်ကိုသူညှိပြီးစီစဉ်ရတာပြောပြစမ်းမအမဥဒ္ဓရာ ျမရဲ့ပြုံမြင့်ခြင်းကဘယ်လောက်ထိခံမလဲနောက်9နှစ်လားနောက်10နှစ်လားသူမကကျမကိုညီမငယ်လေးတယောက်လိုမျက်နှိုးစွာ ပြုံးကြည့်နေတယ်။ကျမဘလို့ကူညီရမလဲပြောလေ15ရက်တတီကျမအိမ်မှာလာနေပြီကျမခင်မုန်းကိုခင်မုန်းတယောက်လို ပြုစုပေးပါညီမရေဗုဒ္ဓနဲ့တန်ဃာတော်တွေကို ကျမဆုံးဖိတ်လှုပ်ကြွေးခြင်းနဲ့တီလာဆောက်တည်ခြင်းနဲ့15ရက်ထဲပါကြာသိငွေကိုဂူတဲကပေးခဲ့ပါမယ်ညီမရေ15ရက်တောင်များလာပါလားပြီးတော့အမခင်မုန်းကကျမပြုစုလှုပ်ကြွေးတာနှစ်သက်မယ်လို့အမထင်လားယင်ငါညီမလောက်လှတာရသကြိုးမှာရှိလို့လားညီမလေးရေပြုံမြင့်မှုနဲ့အလံအပကို ကိုးကွယ်တဲ့ယောက်ျားတစ်ယောက်ကလောကမှာအလှဆုံးလို့ပြောလို့ရတဲ့ညီမကိုမနစ်သက်ဘူးဆိုရင် ကျင်းသေးပြီသူဟာယောဂီပဲအမခင်မုန်းအကြောင်းအမသိပါတယ်ညီမငယ်သူမင်းနဲ့တွေ့တာနောက်ကျတဲ့တောင်ထင်ပါတကယ်ဆိုကျမဒါမျိုးရက်ရှည်ပြုစုရတာလက်မခံကျင်ဘူးအားလုံးကိုနေပိုင်းနာယီပိုင်းလောက်ပဲပြုစုရတာဒါပေမဲ့ ခင်မွန်းအတွက်ဇနီးကိုယ်တိုင်လာတယ်ဆိုတော့ကျမလက်ခံပါမယ်။ပြီးတော့ဗုဒ္ဓအတွက်ဆိုတဲ့စကားကိုကြားရတော့ကျမတို့အနယ်ဂျဟန်းမာကြီးမရပါဠိကိုမြင်ပြီလို့ပါ။ဝန်တာလိုက်တာညီမငယ်။တာဓုတာဓုတာဓုပါ။ဒါဆိုအမမနှက်ပြန်ယတားလွတ်လိုက်ပါမယ်။အိုးကိစ္စမရှိပါဘူးအမ။ ျမရထားနဲ့ပဲလာခဲ့ပါမယ်။ကျမရဲ့မင်းဖြူလေးကောင်ကတဲ့ရထားလုံးနန္ဒတတိလေးရဲ့အင်ရှေ့ရောက်တယ်ဆိုရင်ပဲကျမနဲ့အတူပါလာတဲ့အလုတ်သမားတွေကကျမကို တကားဖွင့်ပေးချိန်မှာဥက္ကရာကအိမ်ထဲကပြုံးရှင်စွာပြေးထွက်လာပြီးရထားပေါ်ကဆင်းမဲ့ကျမကို သူ့လက်နှစ်ဖက်နဲ့စီးကျူဖေးမပါတယ်။အတင်းဆောင်နေတဲ့သူ့အခြေရံတွေက ကျမတက်တာတွေကို ဲ့သွားကြပါတယ်။သူကျမလက်ကိုဆွဲပြီးခန်းနာလာတဲ့ဂေယာကြီးအပေါ်တက်လာခဲ့။လေကားထိပ်နှစ်ဖက်မှာမိမပြိုနှစ်ယောက်စီကကျမတို့ကိုအယိုအသေးပေးကြတယ်။ညီတို့အရှင်အခန်းတွေးမှလား။ဟုတ်ကဲ့ပါသခင်မ။ဧည့်သည်အတွက်သခင်အခန်းနဲ့ကလေးရဲ့အခန်းမှပြင်ထားပါတယ်။အေးအေးမင်းတို့လွတ်လပ်စွာနေကြတော့ သူ့ جماعه ကိုလက်ဆွဲခေါ်လာပြီး جماعه အဲ့အတွက်ပြင်ထားတဲ့အခန်းလိုထင်ရတဲ့အခန်းရှိမှာရက်ပြီးခဏတစ်ဖြုတ်နောင်းတော့ညီမလေးခဏနေတထေးမင်းနဲ့တွေ့ဖို့အမလာခေါ်မယ်တလွင်ပေါ်မှာထိုင်ရင် جماعه ဘဝအကြောင်းစဉ်းစားမိတယ် جماعه ရဲ့မိခင်အမိကတက်လာဝတီဗမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးရဲ့တမီဝိတာလီ တနာနိုင်ငံတွေရဲ့ဥပဒေအရနိုင်ငံတနိုင်ငံကမြင့်မြတ်တဲ့မျိုးနွယ်မိန်ကလေးတယောက်တိတ်ချောတိတ်လာလို့ခုနှစ်ပြည်ထောင်မင်းတွေလာတောင်းရန်ယူရပြီဆိုရင်ဒီမိန်ကလေးကိုနိုင်ငံတော်ရဲ့တမီမြင့်မြတ်သူအားလုံးပိုင်သူဆိုတဲ့ဖွဲ့ပေးရတယ်။ဘရင်ကိုယ်တိုင်စံနှန်းဥယျင်စောက်ပေးရတယ်။မင်းဆိုးရာသာနဲ့ဘရင်ဘွဲ့ပေးထားတဲ့တထေးတွေကို ပြုစုရတယ်။မင်းခမ်းမင်းသားတွေကို ဦးစီးရတယ်။တပီတောင်မင်းတွေကိုအိတ်ခံရတယ်။စစ်မှတ်အရေးအရေးအမော့ရှိရင်မာယာနဲ့ညှိနှိုင်းရတယ်။တည်င်းနိုင်ရတယ်။ဒီလိုပွဲပေးလိုက်တဲ့အချိန်မှာကျမမိခင်ရဲ့ချစ်သူအဘယမင်းသားကကျမအမေကို နှစ်ချီပြီးငားခဲ့တယ်။ဥပဒေကိုမှမလွန်ဆန်နိုင်ပဲကို ကျမရဲ့မိခင်ဟာအဘယမင်းသားနဲ့အကြောင်းပြုဆုံမှတ်ပြီးတားလေးတယောက်ဖွားမြင်ခဲ့တယ်။တားယောက်ျားလေး ုံမငယ်ရအောင်အပ아야ဘရင်ကိုတိုင်နန်းတွင်းခေါ်ယူသူ့ရင်သွေးလေးကိုဇီဝကလို့အမှဲ့ပြီးနန်းတွင်းမှာထားခဲ့တယ်။ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့မအေတူတဲ့အပြင်မအေထက်တောင်နုညံ့လှပလို့ကျမတို့မိခင်ရဲ့အရက်အရာကိုဆက်ခံစီခဲ့တယ်။ကျမမိခင်ကြီးကြွယ်လွန်တဲ့အခါကျမကိုသိချစ်တဲ့ကျမရဲ့အကိုကြီးဟာတမားတော်ကြီးဇီဝကဆိုပြီးထင်ရှားခဲ့တယ်လို့ ကျမဟာလေရာဇဂျူရဲ့ရုပ်စင်းအင်ကာကျင်အန်လက္ခဏာပညာအဖျားဖျားနဲ့ပြည့်စုံတဲ့မင်းအတိအမှတ်ပြုတိုင်းပြည်ရဲ့အဓိကအကြတဲ့ဝန်ထမ်းတူဖြစ်လာတာပေါ့ဒီလိုနိုင်ငံတမီးပြိုတွေဟာမဟာစီမဟာသွေးပဲဖြစ်ရတယ်လीကျမတက်အပ်တဲ့တာဝန်ဟုတ်လားအဲ့ဓာတွေကနံပါတ်1အကမျိုးစုံ ကပြတင်ပြတက်ရတယ်။နံပါတ်1ဒုရိယပစ္စည်းမျိုးစုံတီးတက်မှုတ်တက်ရတယ်။နံပါတ်3အခါရာတီအလိုက်တင့်တော်တဲ့ဝစ်စားစင်ရင်မှုကိုယ်တိုင်ရောမင်းအခမ်းအနားတွေ့ရောအရင်ကိုပါစင်မြန်းနိုင်ရတယ်။နံပါတ်4ရုံနဲ့လိုက်တဲ့ခြေတပြင်ဆင်မှုနံပါတ်5အိယာကတင်ပန်းအလှပြင်ဆိုင်တော်ရှုမဝကြက်တည်ရည်နဲ့ပြေဆောင်အောင် ပြင်ဆင်မှုနံပါတ်6လူအမျိုးမျိုးနှစ်သက်ပျော်ရွှင်အောင်ပြုစုမှုနံပါတ်9တည်ရတရက်အမျိုးမျိုးရောဆက်ရာမှာလိမ္မာမှုနံပါတ်8ကာမမှု့လျော်ပုံအမျိုးမျိုးအတန်နံပါတ်9လေးမြာကြည်ဒံရခွဲစိတ်ကုသပေးရတဲ့အတန်နံပါတ်10အချက်အပြုတ်ကျွမ်းကျင်လိမ္မာမှုနံပါတ်17ပကြီး နံပါတ်7အဝိစာတို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှုနံပါတ်73ကလေးသူငယ်တို့အားစောင့်ရှောက်မှုအတက်နံပါတ်74ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီးတိုင်းတစ်ပါးမှဘရင်မင်းသားစသည့်တန်တမန်များကို ပြုစုစဉ်နိုင်ငံအတွက်တည်င်းအချက်အလက်များကိုနှဲ့ယူစုံစမ်းခြင်းအတက်နံပါတ်15ကိုရခြင်းအတက်နံပါတ်16အိမ်တွင် ပရိဘောကနှစ်သက်ပွေထားတို့ခြင်းနပတ်စကွန်လေယောင်ကြားနှစ်သက်ကျင်တ်အောင်ပြုစုခြင်းအတတ်နှင့်ပြန်လည်တင်ပြခြင်းအတတ်နပတ်၁နုထောပတ်မလိုင်ဒိန်ကဲစသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်ဒါအပြင်မိမှုထမ်းတို့ကိုလည်းနိုင်ငံတော်အတွက်ကြိုးစားခြင်းစိတ်ရှိအောင်တခြင်းဆက်ဆူဖြောပြီးကပြခြင်းရဲစိတ်ရဲမှန်ပြေဝအောင် တခြင်းများဆက်ဖြော်ပြီးပြီးချင်းဓာရီတက်ရတာပေါ့ပြည်သူတွေကဘယင်ကိုတွေ့ရခဲ့တယ်လို့ကျမကိုလည်းတွေ့ခဲ့ပါတယ်တနေ့တစ်ကြိမ်နိုင်ငံသူနိုင်ငံသားတွေမိမှုထမ်းရဲမက်တွေကိုတခြင်းတီကုံဖြော်ဖြေရတယ်ပြည်သူတွေကလည်းကျမကို သိမ့်မြန်နိုးတယ်ဒါကြောင့်နိုင်ငံတော်ကချစ်တယ်ဆိုတာနိုင်ငံကုံဆောင်ပညာရှိမင်းမျိုးနွယ်ဆိုပါတော့ ကျမအမေနဲ့ခစ်ပြိုင်မရပါလီဆိုတဲ့ဝေတာလီက ကချီတယ်ဆိုရင်လေမိုးကြီးမတ်ကြီးတွေထက်တော်ပညာတန်လုံးနဲ့အပြင်ဟောအခုဆိုရင်လေဗုဒ္ဓရဲ့တမီးတော်ဖရာတော်ဥခတ်ရတဲ့ယဟန်ထရီမကြီးဖြစ်နေပြီပေါ့အင်းကျမလည်းတနေ့နေ့မှာဗုဒ္ဓကိုယုံကြည်သူ ဖြစ်မလားမသိဘူးဒါပေမဲ့ကျမကတော့လက်ရှိကျမရဲ့ ပြုံမြင့်နှုတ်နယ်မှုကိုသိတဲ့ဘောကြတယ်။ကျမခြေတော်လေးတစ်ချက်ခတ်လိုက်တာနဲ့အရင်ကအစမင်းစေဆိုးမျိုးတထေးတွေရဲ့ငွေအားလုံးကျမခြေတော်အောက်ရောက်လာတာလေ။ညီမကြီးတထေးမင်းနဲ့တွေ့ရအောင်။သူ့နောက်ကနေခက်ရွရွလိုက်သွားလိုက်တယ်။ကျမရဲ့ကက်လက်ရဲ့အခန်းထဲမှာတထေးလေးကိုတလွန်ညောင်ဆောင်ပေါ်ထိုင်နေတာတွေ့ရတယ်။သူတရေကို ရှေခန့်နဲ့တောင်းနေတုံးအချိန်ခံ냐မုံကြီးရဲ့အပူအပင်အကြောင်းအကြာစိတ်တော်ကကိုသူ့စိတ်ထဲအရောက်မခံပုံပဲဥပရိယုတ်ကောင်းတယ်လို့ဥက္ခရပြောတယ်လို့ပဲကာမတုခလိကာနုယောဂကျင့်သုံးအာတန်ပုံပဲဆိုတာအကဲခက်လို့ရတယ်ဘလို့ပဲဆိုဆိုသဘောထားဖြောင့်ဆင်းပြီးနှစ်လုံးဖွဲအစင်းရှိသူလို့တတ်မှတ်ရမှာပါတိရိမာရောက်လာပါပြီအရှင်သား ူကျမကိုလှမ်းကြည့်လိုက်တယ်။ကျမလည်းသူ့ကိုစိုက်ကြည့်လိုက်တဲ့အချိန်မှာကျင်းသေးပြီးသူ့အကြည့်ကိုကျမရဲ့ရှူပါယုံကတန်လိုက်လို့ဆွဲဆောင်သွားပြီ။မခွာတော့ဘူး။သူဩဃရရှိနေတာမသိတော့ဘူး။ကဲတီရီမာကိုအိမ်ကိုခင်မုန်းလို့တပေါ်တာပျော့ပျော့နေနော်။အိမ်စီအမှုလုံများကလည်းရှင့်ကို ကျမနဲ့မချခါစားယူတည်ကြပါလိမ့်မယ်။ ုခင်မုန်းလို့သဘောထားဒီစကားကကျမကို ပီတိဖြစ်စေတယ်ကျမဥခရကိုကောင်းငိမ့်ပြလိုက်တယ်နန္ဒကတော့ကျမကိုခြေဆုံးကောင်းဆုံးကြည့်နေရကမခွာနိုင်သေးဘူးဥခရထထွားပါတယ်သူကျမကို ကြည့်နေတော့ကျမသူ့နားတိုးသွားလိုက်တယ်ဘာစကားမှမပြောတော့ဘူးလားတီတီမာကိုအလိုမရှိဘူးလားယင်အိုးအိုးဒီဒီဒီလိုမဟုတ်ပါဘူး ရုံကနေဆိုတော့လေအံ့ဩသွားလို့ပါဘာလို့နတ်သမီးတစ်ပါးကြောက်ရှိရောက်လာတယ်လို့အိမ်မက်များမတ်နေသလားလို့ပါလှလိုက်တဲ့တိရိမာရင်လှလိုက်တာဒီနေ့ဒီရက်ထိတိရိမာကိုမတွေးခဲ့ရတာသွားမရှာခဲ့တာကိုတော့ကိုကိုကို ခွင့်မလွှတ်နိုင်အောင်ပါပဲကျမလည်းသူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားမိတယ်ဒီရက်တွေသူ့ကျမကို သူမျက်စိအောက်ကအပြောင်းမခံဘူးနောက်ဆုံးအစားအသောက်ကိုတော့တတိမာပြင်ဆင်ပေးမှာအဝေးအစားကအစားတတိမာဆင်မှာကျမတို့ကဘာမှာဥက္ကရာမရှိတော့ဘူးကြေးကျွန်တွေကလည်းကျမကိုအင်ကြီးတခင်တထေးကတော်ကြီးလိုယူကျိုးခါစားကြတယ်ကျမထင်တယ်သူကျမကိုလက်လွတ်မခံတော့ဘူးကျမလည်းအိမ်တော်ရှင် မိမတယောက်လိုပဲနေကျင်လာတော့တယ်ကျမတို့ ချိန်တွေကိုမေ့နေကြတယ်။သူက သူနဲ့ကျမစတွေ့တဲ့နေ့ကို သူနဲ့ကျမရဲ့မင်္ဂလာ ထိမ့်မတ်နေ့လို့သတ်မှတ်တယ်။သိပ်ပျော်နေခဲ့ကြတာ။ဒီလိုနဲ့နန္နတထေးရင်ခွင်မှာကျမနေခဲ့တာနှစ်ပတ်ပြည့်ခဲ့ပြီ။အင်းတမန်နီနာတမန်တော်ဂေါနောနာဂေါနောတဲ့။ကိလေသာတမတ်သူနဲ့တရားကျင့်သူနေ့စဉ်ဗုဒ္ဓဝေယဝိဆာနဲ့ တိလမြဲသူဥက္ခရာနှင့်ကာမကို အလွန်အကျိုးတတ်မှတ်သူနန္ဒာစီဝါမကိုက်နိုင်ပါဘူးဂျမားနဲ့နန္ဒာကတော့တန်လိုက်နဲ့တန်ကဲသူသိလက်ဖတ်တယ်ပြီးတော့ဂျမားတို့နှစ်ယောက်မခွဲနိုင်တော့ဘူးဂျမားစိတ်ကိုဂျမားသိနေပြီဂျမားသူ့ကိုမခွဲနိုင်ဘူးမနှက်ပြန်15ရက်ပြည့်မြောက်ပြီးလင်သားကင်းမဲ့တော့အိမ်တို့ပြန်ရတော့မီငါဒီအိမ်ကို ိတ်ဆက်ဆုပ်တယ်အကယ်၍ဥခရတည်ပြီးငါသာနန္ဒဇနီးဖြစ်ခဲ့တော့ကျမဆက်၍မတွေးကျင်တော့ကျမစိတ်ထဲမှာပြင်းပြနေတာကျမသာနန္ဒရဲ့ဇနီးမယားဒီရင်ကြီးရဲ့သခင်မနန္ဒတလွန်တက်ကထပြီးပြရင်ပေါက်မှာတွားရက်နေတာတွေ့ရတယ်ကျမကနန္ဒမိဝဲတဲ့ရတာယနာစီအတွက်ထောပက်ပိတ်တာလောက်ကိုဂျီယိုနဲ့ဂျိုနေတယ် ျောပတ်တွေပပွက်ဆူနေပြီကျမနန္နာကိုတစ်ချက်လှမ်းကြည့်လိုက်တယ်သူပြရင်ပေါက်ကနေအောက်ကိုငုံကြည့်ပြီးခေါင်းတကျင်းကြီးနဲ့ပြုံးပြီးအခန်းထဲပြန်လှည့်ဝင်လာတယ်ဟင်းသူ့ဘာကြည့်တာလဲဘာလို့ပြုံးတာလဲကျမအပြေးအလောပြရင်နာကို သွားကြည့်လိုက်တယ်ချွေးတန်တွှဲွှဲနဲ့ဗုဒ္ဓနဲ့တန်ဃာတွေအတွက်စွန့်ချက်နေတယ် ဥထရပါလားဟောဒီမိမဟာတရားကိုပဲနှစ်သက်တဲ့မိမမှာဘာလို့အဖိုးတန်လေးယောက်ျားရှိရတာလဲငါလိုပညာတတ်အရာရာပြည့်စုံပြီးလင်သားကိုမကုန်ခန်းနိုင်တဲ့တာယာမှုပေးတတ်သူမှကြတော့ဘာလို့လင်သားမရှိရတာလဲကျမတို့ကိုစူးစူးရဲရဲကြည့်နေချိန်မှာသူမကလည်းအမှတ်တမှတ်မော့အကြီးကျမကိုလည်းတွေ့ရောလှမ်းပြီး ပြုံးပြတယ်။ကြည်လင်တန်ရှင်းတဲ့အပြုံကျမဒေါသကိုစွစီတဲ့အပြုံငါလောက်မချောတဲ့မိမမှာဘာလို့ဒီလိုဆွဲမက်ဖွယ်ဖြူစင်အပြည့်ကင်းတဲ့အပြုံရှိနေရတာလဲ။တင်းကငါကိုခုထိအနိုင်ယူနေတုံးပါလား။ကျမဘာမှစဉ်းစားမနေတော့ဘူး။မိဖို့ဘောကကြိုက်ကြိုက်ဆူနေတဲ့ထောက်ပက်စီပူအိုးကိုတတိထားမှလာပြီးအခရာကောင်းပေါ် လောင်းချလိုက်ပါတော့တယ်။ဦးမလီဘယ်နဲ့လုံးလိုက်တာတော့တခင်မကိုအကဲကြပါအောင်။ဝိုင်းအောင်ကြတဲ့အတန်နဲ့အတူယောက်ျားမိန်းမများတုံးဝုံအပေါ်တက်တို့ပြည့်တက်လာကြပြီ။ကျမကိုဆွဲထုံရိုက်နှက်ကြပါတော့တယ်။သူ့အခန်းခဏပြန်သွားတဲ့နန္ဒလည်းပြေးထွက်လာပြီ။ဟဲတီးမာကိုမင်းတို့ဘယ်လိုပြုတ်နေကြတာတော့ ဒီလိုဆိုပြီးတားတယ်မဟုတ်ဘူးအရှင်သာသူတခင်မကိုထောက်ပတ်စီပူရီတွေနဲ့လောင်းချတယ်အရှင်သာဟင်ဥက္ကရာငါ့ရဲ့ဥက္ကရာတိတိချာပြီလားနန္ဒာအပူတပြင်းဖြည့်ဆင်းသွားတယ်ကျမအတိသွားပြီကျမရဲ့ဘဝအမှန်ငါကအခစားရိုင်းရိုင်းပြောရရင်ဂျေးစာဥက္ကရာကနန္ဒာရဲ့ကျင့်သူတတ်တာဇနီးမယား ထာဝရမယားဖြစ်လို့၍ပြုမှုမိတဲ့တန်အောင်နန္ဒာရဲ့မေတ္တာစကားငါအပေါ်မှာမဟုတ်ဥဒ္ဒရာအပေါ်မှာသာ ရှိတာငါသိရပြီဝိုင်းဝန်းရနှက်နေတာကိုနာမမသိတော့ဘူးရှက်ခြင်း ပူလောင်ခြင်းဝမ်းနေခြင်းကြူကျူးမယားဖြစ်ခြင်းရောထွေးနေခဲ့တယ်ဒီအချိန်မှာပဲဟဲ့ဟဲ့ဟဲ့ငါကျေးဇူးရှင်ခင်မုံမကိုအန္တရာယ်မပြုကြနဲ့ရကြတော့ တော်တော့ဆိုပြီးကျမကိုပုံမှာလဲချအောင်မို့ပြီးဝင်ကာတဲ့ဥက္ကရာကို တွေးလိုက်လျင်ပဲကျမလန်လုံးလိုကြက်တီတည်သွားခဲ့တယ်။ထောပတ်ရည်တွေတကိုယ်လုံးချွတ်ချွဲဆိုနေပါလေရဲ့။ဒီအပူဟာသူ့မြေတာတက်ကို မကြော်လွားနိုင်ကြောင်းမျက်စိနဲ့တအံ့မြင်တွေ့လိုက်ရတယ်။ "तू မတော်တဆပြုံးမိတာ ဖြစ်မှာပါကွယ်။မဟုတ်ဘူးအရှင်မ။ तू ကြကြနနလောင်းလိုက်တာ။" ကျမတိတိချာချာတွေးလိုက်တယ်။ကဲတော်ပါပြီ။ထားလိုက်ပါတော့။ငါမမအန်ဒီမဖြစ်ပဲကွယ်။စိတ်မဆိုးကြပါနဲ့။သူဟာသခင်မတို့ကျေးဇူးရှင်လေ။သူသာအရှင်သားကိုလာမပြုစုမရှောက်ရှောက်ရင်သခင်မတို့လည်းဝိတက်ဝိစာရရှင်ရှင်နဲ့ဗုဒ္ဓကိုဆုံးလုပ်ကျွေးနိုင်မှာမဟုတ်ဘူးလေ။ကြည်စမ်းပါဦး။ဒုက္ခမြဒံယာတွေတောင်ရနေရှာပြီမင်းတို့အားလုံးသူ့ကိုတောင်းပန်လိုက်ကြ ူကိုယ်တိုင်ပြက်ပြတလဲစေလိမ့်ပိရှာတယ်။နန္ဒာကတော့ကျမကိုဆူဆူဝါးဝါတစ်ချက်ကြည့်ပြီးအပားကလှက်အနားကလှက်ထွက်သွားတယ်။ကျမမားပါပြီအမရဲ့အမကတကယ့်သူတော်ကောင်းပါ။မငိုပါနဲ့ညီမရဲ့မငိုပါနဲ့ပုထုဇဉ်ဆိုတာຢາກပွားတလောက်မှားကြတာပဲလေ။ကျမကိုခွင်လွတ်တာ အမကိုတိတ်အံ့ဩမိတယ်။ကျမကိုမမုန်းလားယင်။ညီမလေးကိုမုန်းလိုက်ယင်။ထောက်ပတ်ပူတွေဟာတကိုယ်လုံးကိုလောင်မြိုက်တော့မှာပေါ့။ကြည့်ပါလား။အမဘာမှမမဖြစ်တာ။ဒါအမကညီမကိုမမုန်းဘူးဆိုတဲ့အထင်ရှားဆုံးတက်တည်ပါပဲညီမလေးရဲ့။ကျမသူ့ကိုဖတ်ပြီးအားရပါရငိုလိုက်တယ်။အဲ့ဒီနေ့ကပဲဥခရာရဲ့အကူအညီနဲ့ ကျမအိမ်ကိုပြန်ခဲ့တယ်။ဗုဒ္ဓနဲ့ယဟန်900အတွက်စွန်းစွန်းရင်တို့ကိုတညာလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ်။နောက်တနေ့မှာကျမပိုင်နဲ့မင်းဖြူလေးကောင်ကကတဲ့ချက်သားလုံးပေါ်မှာစွန်းရင်အပြင်းနဲ့ဥခရအိမ်ကိုဒုတိယအကြိမ်ရောက်လာခဲ့တယ်။ပထမတစ်ကြိမ်ကချက်ပေါ်လီ လီတော်စိတ်ဖြင့်ကိုတွင်လှတ်တထက်လှအောင်မာနဆောင်လာပြီး အခုဒီချိန်လာရမှအခုဒီချိန်လာရမှာတော့အခုဒီချိန်လာရမှာတော့ကျိုးနဲ့အောက်ကျော့တော်စိတ်တညာလုံးပင်မထားတော်လဲဝင်းဝါမှုမရှိ ပကတနာမဆန်သောအဝဲတုံနဲ့ပြုစင်တကြွားတဲ့အပြုံးကိုဆောင်းလျက်စွန်းအုပ်ကိုခြေလျင်တည်လာသောကျမကိုလမ်းတော်လမ်းလာလမ်းတော်လမ်းလာများမြင်ပြီးပီတိတောမနတာ ပီတိတောမနဖြစ်နေကြပါတယ်ဗုဒ္ဓကို တွေ့လိုက်ရတဲ့အချိန်မှာလူအားလုံးက ဖခင်လို့ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ်ဗုဒ္ဓကိုဒီနေ့ဒီရက်ထိမဖူးတွေ့ပဲ နေခဲ့တာကျမကိုကျမခွန့်လွန့်နိုင်စရာ အကြောင်းမရှိပါဘူးလှလိုက်တဲ့တိရိမာရဲ့ လှလိုက်တဲ့တီရီမာရဲ့လှလိုက်တာဒီနေ့ဒီရက်ထိတီရီမာကိုမတွေ့ခဲ့ရတာသွားမချာခဲ့တာကိုတော့ကိုကိုကိုခမလွန်နိုင်အောင်ပါပဲမိမယုံပြန်ကြားရောင်ပြီး ကျမကို ကျမကျိန်ဆဲမိပါပြီဆုံးဖုံးပေးပြီးတဲ့နောက်ဗုဒ္ဓကကျမကိုကရုဏာအပြည့်ပါတဲ့အပြုံးနဲ့လှမ်းကြည့်ပါတယ်ကျမက ဖခင်ယမန်နီးကကျမဟာ ကျမရဲ့ဂျေဆုရှင်အုတ်ထရကိုမပြုတ်ကောင်းမပြုတ်အပ်တော့အရာ ထောက်ပဲ့စီဘူးလောင်းပြီးတေချောင်းကြံခဲ့ပါတယ်သူတော်ကောင်းကိုစော်ကားမိတဲ့အတွက် ကြီးစွာသောအပြစ်မှလွတ်မြောက်ခြင်းတဲ့အတွက် ကြီးသွားသောနောင်နာတရားနဲ့အတူအဖဖရားရှင်ရှေ့မှောက်ရောက်လာခဲ့ပါတယ်ချစ်သမီးသူတော်ကောင်းကို ပြင်မာလျင်ကြီးစွာသော အပြည့်ရှိသည်ဟု မှတ်လေလောချစ်သမီးချစ်သမီးတဲ့ဘဝမှာတခါမှမကြားဘူးခဲ့တဲ့လောကမှာကျမကိုဒီလိုခေါ်မဲ့သူ မရှိဘူးထင်တာမရှိဘူးတဲ့ဖခင်ဆိုသူစီကကြားကျင်ဆုံးစကားဘုရားကချစ်သမီးတဲ့ကျမမျက်ရည်တွေကျလာပါလေချစ်သမီးဥထွာထောပက်စီဘူးရင်နဲ့လောင်းသောအခါ အတို့ရှိသည်နီးတပည့်တော်ဟာတိတိမာကျေးဇူးကြောင့်ဒါနကို ပြုခွင့်ရပြီတီလာကိုစောက်တီခွင့်ရပြီဗုဒ္ဓကိုဖူးတွေ့ဆွန်းလုတ်ကျွေးခွင့်ရပြီတိတိမာကကျေးဇူးရှင်ပေတကားဟုလွန်စွာချစ်ကြည်သောမေတ္တာတက်ဖြင့်ခံနေပါれဖျာတာဓုတာဓုတာဓုဥဒ္ဓရာအမျက်ဆောင်မန်ကြီးသူကို အမျက်မရှိခြင်းဖြင့်အောင်နိုင်ရ၏သူတော်မဟုတ်အကျင့်ရုပ်သူကို သူတော်အကျင့်ဖြစ်အောင်နိုင်ရ၏ဝင်တိုဆင်းလဲဆင်းနေသူကိုစွန်ကြဲပေးကံလှူဒန်းခြင်းဖြင့်အောင်နိုင်ရ၏ချွတ်လွဲဖောက်ပြန်မမှန်စကားဆိုသူကိုတစ္ဆာစကားဖြင့်အောင်နိုင်ရ၏ကျမမျက်ရည်တင်တွင် စီကြတဲ့အသည့်ပီတိဖြစ်ခဲ့ရတယ်တိမြတော့ တရားစုလေးဖြင့်ကျမစိတ်ကိုချက်ချင်းတီးလိုက်ရတယ်။အယူအဆအလွဲများတို့လောတို့လောတေဝေမှုများ အရေခွန်ကြွားကြခဲ့တယ်။ဓမ္မအရတာကိုမျိုးလျက်ပီတိဖြင့်ပေါ်ပါကြည်လျက်ရှိနေခဲ့တယ်။တံဝေကတရားချက်ချင်းရရှိလိုက်တယ်။စိတ်တီဝါခွန်းနေပေါ်ပါကြည်လင်သွားခဲ့ရတယ်။အဲ့ရာဒီလကောင် ်ဥစ္စာသည်၎င်းကျမဤယူပကာသည်၎င်းအစရှိတဲ့တတ်မှတ်မှုအလုံးတို့ဟာကျမစိတ်ထဲမှာ အပီးတိုင်းစင်ကြယ်သွားခဲ့တယ်။တာတို့တာတို့တာတို့ချစ်သမီးတိရိမာတင်ချစ်သမီးကအရိယာမင်ကအရင်အဆင့်သို့ဆက်ရောက်ခိုဝင်ပြီးဖြစ်ပေပြီ။လောကီဖခင်ဗုဒ္ဓ၏စကားဟာအမဥထရကိုတိုက်ကြီးတစ်ခုလုံး ိမ့်တိတ်တုံသွားသည်ဟုကျမထင်လိုက်မိ၏ကျမမျက်ရည်တွေကရွှဲရွှဲဆိုလျက်ပြီဇလန်းလီကတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာဒီဇလန်းလီထဲမှာ ကျွန်တော်ရဲ့အပြောအဆိုစကားသွားလာစကားဖြဲတောင်များမှာအမှားများပါရှိခဲ့ရင်ခွင်လွန်နားလည်ပြီးကြပါနောက်နေ့များစွာမှလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းများကိုပြောပြတင်ဆက်ပေးဦးမလဲဆိုတာကိုတော့ချောင်းမြော်နာစင်အားပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ